င်ငံမဲဆောက်မြို့မှာ e-bike battery စက်ဘီးတွေကိုထိုင်းရဲတပ်ဖွဲ့နဲ့ယင်းနှင်းရဲတွေကဖမ်းဆီးနေတာကြောင့် e-bike အဓိကအသုံးပြုနေရတဲ့မြမရွှေပြောင်းအလုပ်သမားတွေအနေနဲ့တွာလာလောက်ကင်ရေးအခက်ခဲတွေဖြစ်လာရတယ်လို့မြမရွှေပြောင်းအလုပ်သမားတွေကပြောပါတယ်။ဇွန်လဒုတိယပတ်ကစပြီးအခုလိုဖမ်းဆီးအရေးယူတာမျိုးကိုကြိုတင်သတိပေးအကြောင်းကြားတာမျိုးမရှိဘဲပြုလုပ်လာတာကြောင့်ရုတ်တရက်ဖမ်းဆီးခံရသူအများအပြားရှိပြီး ။ e-bike ဖမ်းခံလိုက်ရတာကြောင့်ကလေးចောင်းကျူចောင်းပို့မလုံနိုင်တော့ပဲ။ចောင်းနာရတော့မယ်လို့ e-bike ဖမ်းဆီးခံရတဲ့အလုပ်သမားတို့ကအခုလိုပြောပါတယ်။မင်းကတော့ခလေးကြောင်းသွားကြောင်းမြန်ရှိရဗလားမင်းကခလေးကြောင်းပေါ်ရတယ်လေကျွန်တော်တို့ကဖန်ဖန်တဲ့လူတွေတော်တော်များများတော့တို့ကအလုတ်သွားမှာတို့အလုတ်တွေအကုန်ပြတ်တာပေါ့ခလေးကြောင်းပေါ်ရတော့မောင်း e-bike နဲ့ပေးမစီတော့သူကပြန်ပြီးတော့ထုတ်မယ်ဆိုရင်တော့ e-bike ပေးမစီဘူးဆိုတော့ဒီတစ်နှစ်တော့ကြောင်းမထားဖြစ်တော့ဘူးပေါ့ပြောရခလေးကကြောင်းထုတ်ပလိုက်ပြီပေါ့ e-bike သွားလို့မမြင်ရဘူးသွားတော့ဝေးရအောင် ကျွန်တော်တို့မှာလည်းကျွန်တော်တို့ကအလုပ်အခက်ကြီးအလုပ်ကကျွန်တော်မှာကျွန်တော်တလုံးစားပဲရှိရတယ်။အဲ့ဒါလေးကမရမရမကမဖြစ်မနေဘူးလို့ကဒီများစီကချင်းငါးကြီးဝယ်တာ။တောက်ဖို့ကြောင်းကျိုးအလုပ်သွားလုပ်ပြန်ကလုတ်ခက်ခဲကုန်တာပေါ့။တို့သူများအလုပ်အိမ်မော်အလုပ်သွားလုပ်တဲ့လူတွေအီးပိုင်းနဲ့သွားတဲ့လူတွေလည်းအဲ့အလုပ်ပြတ်တာပေါ့မမြဲလေးရ။ကျွန်တော်လည်းမရွေးတော့ဘူးဆိုပြီးတော့တချို့ကြတော့လည်းအီးဘိုက်ပဲဥပဖန်အီးဘိုက်ပဲဟွာပြီးတော့ပြန်မရွေးတော့ဘူးနင်တို့တော့ဟောမှာဖြစ်တော့ဘူးပြန်မပြတ်မပြေးတော့ဘူးဒီကထားခဲ့တဲ့လူတွေတော်ပြီပဲ မဲဆောက်မှာ e-bike စီးနင်းသူအများစုဟာမြမရွှေပြောင်းအလုပ်သမားတွေဖြစ်ကြပြီးဇွန်လ9ရက်နေ့တရက်ထဲမှာပဲ e-bike အစီးရေ20ကျော်ကိုရဲတပ်ဖွဲ့ကဖမ်းဆီးသိမ်းယူလိုက်ပြီးအရေးယူတန်ရိုက်မှုတွေပြုလုပ်သွားတယ်လို့ဖမ်းဆီးခံရသူတွေထံကသိရပါတယ်။ e-bike ဖမ်းဆီးမှုကိုအဝေးပြေးလမ်းမကြီးနေရာတွေဈေးတွေမြမရွှေပြောင်းအလုပ်သမားတွေအသွားအလာများတဲ့နေရာတွေမှာအတိကဖမ်းဆီးနေပြီးဖမ်းဆီးခံရသူတွေအနေနဲ့တန်ငွေပတ်တထောင်ကနေ3000အထိပေးဆောင်ရတယ်လို့ပြောပါတယ်။ အခုဒီဘိုင်းတွေဖန်နေတယ်ဆိုတော့တော်ရီလိုက်ခက်ခဲသွားတော့ပေါ့အာကျွန်တော်တို့အနေနဲ့ကတရားမဝင်နေထိုင်နေတော့ကားလည်းစီလို့မရဘူးစိုက်ကယ်လည်းစီလို့မရဘူးအဲ့တော့အဝေကိုသွားတဲ့အခါကျရင်ဒီဘိုင်းကိုအသုံးပြုနေရတဲ့အခါမှာအခုဒီမှာဒီဘိုင်းတွေဖန်တော့သွားရတာခက်ခဲတော့ပေါ့အခုဆိုစပ်ပင်ကိုပဲပြန်ပြီးသုံးနေရတယ်အလိုမျိုးဖြစ်နေရတယ် ဤဘိုက်တွေကိုမပုံတင်ပြီးစီးရမျိုးမဟုတ်တယ်လို့အရေးသွေးကြက်ခိုင်မှုမရှိတဲ့ယင်းမျိုးစားဖြစ်တာကြောင့်လမ်းသွန်းလန်းလာပြည်သူတွေအတွက်အန္တရာယ်ရှိနိုင်တဲ့အပေါ်ဖမ်းဆီးတာဖြစ်တယ်လို့မဲဆောက်ရေစကန်ရဲ့ထုတ်ပြန်ချက်တွေကိုကိုးကားပြီးလူမျိုးစာမျက်နှာမှာပြန်လည်ရေးသားထားတာမျိုးကိုတွေ့ရပါတယ်။အခုနောက်ပိုင်းမှာလည်းမဲဆောက်မျိုးတွေမှာစံကယ်စီးနှင်းသူတွေအနေနဲ့အုတ်ထုတ်ဆောင်မဆောင်ကိုတေချာစစ်ဆေးအရေးယူတော့ဖို့တတိပေးထုတ်ပြန်ထားပြီးဖမ်းဆီးစစ်ဆေးတာတွေလည်းပုံမှန်လုဆောင်လာတယ်လို့သိရပါတယ်။